ချံမေရအကိုလူကိုနှုတ်ဆက်ပါတယ်အမျိုးသမီးကပြုံးပြီးတော့လူကန်ခုံကိုအနေငယ်ဥညွှန်းလိုက်ပါတယ်လူကန်ခုံကလည်းပြုံးပြီးတော့လက်နှစ်ဖက်ဆုပ်လိုက်ပါတယ်ကျင်းညံ့သူမိတ်ဆွေလီကကျင်နာနေရပဲအကိုလူချံမေမှာမိကုံးတုံးကူဟာရှိပါတယ် အကိုလူကကျမရဲ့တန်တရားတွေကိုဖြည့်ရှင်းပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတောင်းချင်ပါတယ်။အမျိုးသမီးကခတ်တူတူလေးပြောလိုက်ပါတယ်။ပြီးတော့ပို့ပြီးတော့တင်ငင်သွားပါတယ်။လမ်းတစ်လျှောက်မှာသူမကလူအများကြီးကိုထုံမင်းကုန်းတွေကိုမေးခဲ့ပါတယ်။အဖေပေးတဲ့သူတိုင်းကအထက်တန်းစားတွေထည့်ရပါပဲ။သူကရင်ဘသူကမှသူမလူကျင်တဲ့အဖေကိုမပေးနိုင်ခဲ့ပါဘူး။သူမကမေးကုန်း၃ခုထဲကတစ်ခုသာမေးခဲ့ပါတယ်။ဘာကြောက်လဲဆိုတော့ဘသူကမှဒုတိယမေးကုန်းကိုမေးဖို့အတွက်မစွမ်းဆောင်နိုင်ခဲ့ကြလို့ပါ။ပြောပါလူရန်ခုံကခေါင်းညိတ်လိုက်ပါတယ်။ အမျိုးသမီးရခတ်တူတူလေးမေးလိုက်ပါတယ်ပထမမေးခွန်းကောင်းကင်ဆိုတာကဘာလဲလူရန်ခုံကလီချမ်းမေးကိုကြည့်လိုက်ပါတယ်ခဏတစဉ်းစားပြီးရဲ့နောက်ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ကောင်းကင်ဆိုတော့လောင်ရင်ပဲအမျိုးသမီးရမျက်မှောက်အနေငယ်ကျုပ်လိုက်ပါတယ်ဒူဝရင်အလွန်အမဆွဲဆောင်မှုရှိပါတယ်ခဏအကြာမှာသူမရဲ့မျက်လုံးတွေကတောက်ပလာပြီးပွေးနေတဲ့လီလီပန်းလို့ပြောလိုက်ပါတယ်အကိုလီရဲ့အဖေကစိတ်ဝင်စားဖို့တော့ကောင်းတာပဲချမ်းမေးကဘာကြောင့်လောင်ရင်ဖျက်ရတာလဲဆိုတာသိချင်ပြီးတယ်လူရန်ခုံကပြောလိုက်ပါတယ်ဒါကဒုတိယမေးခွန်းလား အမျိုးသမီးကသူမရဲ့မိုးပြောင်းအောင်စပင်ကိုလှုပ်ရှားပြီးခတ်တူတူလေးပြောလိုက်ပါတယ်မဟုတ်ဒါကပထမမိကုံပဲအကိုလူကဖြစ်နိုင်မလားရေရင်းနဲ့ရဖားအတွက်ရေရင်းဝါကောင်းခင်ပဲရေလေရငါးတွေအတွက်ရေရကောင်းခင်ပဲရေတွင်းရဖားအတွက်လောင်ဝင်ဖြစ်ပြီးရေမျက်နှာပြင်ရငါးတွေအတွက်နင်းမိတ်ပဲလူရန်ခုံကအမျိုးသမီးကိုကြည့်ပြီးတင်းငိမ်ဆောင်နဲ့ပြောလိုက်ပါတယ်လူသားတွေကဖားနဲ့ငါးတွေလိုဒါကြောင့်ကောင်းခင်ဟာကျွန်တော်တို့ရဲ့လောင်ဝင်ပဲ ဖာရေရွေးလင်းရနေထွက်ချင်းတို့ငါးရီရလေရေပြင်ပေါ်ခုန်ထွက်ချင်းကြတယ်လူရီရလေတဘောအတိုင်းကောင်းကင်ကိုဖောက်ထွက်ပြီးလောင်ဝင်ထဲရနေထွက်သွားချင်းကြတယ်လီချမ်းမေရခဏတစဉ်းစားပြီးရဲ့နောက်မျက်လုံးတွေရပုံမူပြီးတော့လင်းလက်လာပါတယ်သူမရဲ့မျက်လုံးတွေမှာချီချူးကုန်ပြူတဲ့အချီအချုံနဲ့သပင်ထိုးကိုနရွက်နောက်ကိုတက်လိုက်ရင်အကူလူရဲ့အဖေကအင်မတန်ဟိုမှထူးခြားပါတယ်ချမ်းမေရလမ်းတစ်လျှောက်မှာလူအများကြီးကိုမေးခဲ့ပြီးမယ်အကူလူတယောက်ကပဲချမ်းမေရရှုပ်ထင်းမှုကိုဖြစ်ရှင်းပြနိုင်တာပါသူကပြောလိုက်ပါတယ် ခြံမေရချီကျူးလုံးနေပါပြီလူရန်ခုံကပြုံးလိုက်ပါလေအကိုလူကခြံမေကိုဒုတိယမေကွန်းကိုမေးစေတယ်ပထမဦးဆုံးလူပါပဲအကိုလူကကျမရဲ့မေကွန်းတွေကိုဆက်ပြီးတော့ဖြေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်လီခြံမေရရှေ့ရမျိုးသားကိုကြိလိုက်ပါတယ်အစင်ငါးနှစ်မြေမှာလူရန်ခုံဆိုတဲ့နမည်ကြီးတယောက်ဝရှိကြောင်းသူကအလွန်ထက်မြက်ပြီးတောင်ကိုနက်နက်နဲနဲနဲနားလေထားကြောင်းကိုသူမကကြားဟုပါတယ်ကျွန်တော်ကခမရဲ့မိကုံတုံးကိုဖြေပြီးခမရဲ့တန်တရားတွေကိုဖြေရှင်းပြီးဘလို့ဆုလက်မျိုးရမှာလဲ လူယန်ခွန်ကလီချမ်းမေးကိုကြည့်ပြီးအဖေကိုစောင့်နေလိုက်ပါတယ်။လီချမ်းမေးကတော့မျက်တောင်ခတ်ပြီးပြုံးလိုက်ပါတယ်။အကူလူကတကယ်လို့ချမ်းမေးရဲ့တန်တရားတွေကိုသာဖြည့်ရှင်းပေးနိုင်မယ်ဆိုရင်ကျမကပလူနဲ့တခြင်းတစ်ပုဒ်ကိုတိခတ်ပေးပါမယ်။ကောင်းပြီ။လူယန်ခွန်ကပြုံးလိုက်ပြီးလီချမ်းမေးကိုဆူဆိုက်ပြီးတော့ကြည့်လိုက်ပါတယ်။သူမကထိုမိကုန်းလေးကိုမေးရတဲ့အကြောင်းရင်းကိုသူကနားမလည်သေးပါဘူး။လီချမ်းမေးကလူယန်ခွန်ကိုကြည့်ပြီးညှင်းသာစွာနဲ့ပြောလိုက်ပါတယ်။ဒုတိယမိကုန်းကတော့ကောင်းကင်ဆိုတာကပါလေ။ လူယန်ခုံရဲ့ဘေးကအဖိုးကြီးကတော့နားထောင်နေသေးပါသူ့ရဲ့အရှင်သခင်ကပထမမိကုံးကိုဖြည့်တဲ့အခါသူကပြုံးလိုက်ပေမဲ့ဒုတိယမိကုံးကိုကြားတဲ့အခါမျက်နှာအနိထားထူးဆန်းသွားပါတယ်လူယန်ခုံကမျက်မှောက်ကျုပ်ပြီးတော့စဉ်းစားလိုက်ပါတယ်ဒီတစ်ခါသူကအရင်အထက်ပို့ပြီးတော့ကြာကြာစဉ်းစားလိုက်ပါတယ်လီချမ်းမေးကစိတ်မရှိမဖြစ်ပဲလူယန်ခုံစီကနေအဖေကိုညင်သက်စွာနဲ့စောင့်နေလိုက်ပါတယ်15မိနစ်အကြာမှာလူယန်ခုံကဖြည်းဖြည်းချင်းပြောလာပါတယ်ကောင်းကင်ဟာလမ်းတစ်ခုပဲလီချမ်းမေးကခဏတစဉ်းစားပြီးညင်သာစွာနဲ့မေးလိုက်ပါတယ်အချောင်းရင်ရော လူရန်ခုံကခေါမော့ပြီးအပေါ်ကြီးလိုက်ပါလေခဏတစဉ်းစားပြီးရဲ့နောက်ကောင်းကင်ဟာကျွန်တော်တို့ရဲ့ခြေအောက်မှာရှိပြီးကျွန်တော်တို့ကရှောက်လန်းရမယ်လမ်းတစ်ခုဒီလမ်းကြောက်တောင်ဝါရှိလာတာပါတောင်ဆိုတာကောင်းကင်ဆိုတဲ့လောင်ရည်ကနေထွက်သွားဖို့အတွက်လမ်းညွန်ပေးတဲ့လမ်းတစ်ခုပါပဲဒီချမ်းမေးရဲ့မျက်လုံးတွေကပို့ပြီးတော့လင်းလက်လာပြီးသူမရဲ့မျက်လုံးတွေမှာချီချွတ်မှုတွေကပုံများလာပါတယ်ကျမရဲ့မိကုံးတွေကိုဖြေးပြီးတဲ့အတွက်အကူလူကိုကျေးဇူးတင်ပါတယ်အခုကျမကအရန်ကိုရှင်းလင်းသွားပါပြီအကူလူကဘဲကိုလောရချင်းနဲ့သွားနေရတယ် လူရန်ခုံဘီရဖိုးကြီးရခြိတုံးချတုံဖြစ်ပြီးရဲ့နောက်လက်နှစ်ဖက်ဆုပ်ပြီးကျဉ်ကျဉ်သူမိတ်ဆွေလီဒေါ်တတိယမေကုံးမြန်လာသူကမိလိုက်ပါလီချမ်းမီရပြောင်းလိုက်ပါလေကျွန်တော်ကမိုးလို့တိုက်ကြီးကိုတခုခုကိုသွားတင်ယူပြီးတခုခုကိုရှင်းလင်းဖို့အတွက်သွားမှာပါလူရန်ခုံရဲ့မျက်နှာအနိထားပုံမှန်ပါပဲတတိယမေကုံးကိုဖေဆိုခွင့်မရတော့ဘူးဆိုတာသိနေပေမဲ့နောင်တရတဲ့အရေးအောင်ကိုတော့မပြပါဘူးလီချမ်းမီရမျက်တောင်ခတ်ပြီးညှိတာစွာနဲ့ပြောလိုက်ပါတယ်ကျမကလိုက်လို့ရမလားချမ်းမီရတာလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကကြိုဆိုရမှာပေါ့လူရန်ခုံကပြုံးပြီးတော့ခေါင်းညှိလိုက်ပါတယ် လမ်းတစ်လျှောက်မှာလူရန်ခုံနဲ့လီချမ်းမီတို့ကတိတ်တိတ်ဆိတ်နဲ့စကားပြောပြီးသူတို့ရဲ့တာအိုတွေကိုဖလှယ်ကြပါတယ်သူတို့ကတယောက်နဲ့တယောက်အလုံးမင်းကိုချီချူးခုံပြူကြပြီးပညာရှင်အများကြီးကိုလည်းရရှိခဲ့ကြပါတယ်အဖိုးကြီးကခြေလမ်းနဲ့ငယ်ဝေးပြီးလူရန်ခုံနဲ့လီချမ်းမီတို့ကိုတစ်ချက်ကြည့်လိုက်ပါတယ်သူရဲ့မျက်လုံးလေးမှာထူးဆန်းတဲ့အရေးယုံတွေကရှိနေပေမဲ့ဝမ်းမြောက်တဲ့အရေးယုံကလည်းရှိနေပါတယ်ဂိုင်းကျုပ်ရဲ့ဇနီးကတည်ဆုံးပြီးတဲ့နောက်မှာသူ့မှာနောက်ထပ်တာအိုလက်တွဲဖို့မရှိခဲ့ဘူးအဆင့်ကိုခိုင်ရလီချမ်းမီအားဂိုင်းကျုံနဲ့အခုမှတွေ့ဆုံခဲ့ပြီမေသူတို့ကတယောက်နဲ့တယောက်ကောင်းကောင်းကြီးကိုတင့်တော်တယ်လို့ထင်ရတယ် တို့နှစ်ယောက်သာတောင်လက်တွဲပေါ်ဖြစ်လာရင်ဂိုင်းကျုပ်ရဲ့ဉာဏ်ပညာနဲ့သူ့ရဲ့အနာဂတ်အကန့်အသတ်မရှိဖြစ်လာလိမ့်မယ်အဲ့ဒီခါကျရင်ငါတို့ရဲ့ခင်ရောက်တောက်ကိုခိုင်းရတိမ်ပင်လေးုံတော့လှုပ်ခါနိုင်လိမ့်မယ်။လီချမ်းမေးရကောင်းကင်ဖောက်ထွက်ရေခိုင်းရထွက်သွားပြီးရင်တော့သူမအတွက်ဒီလိုစကားဝိုင်းနေရမရှိတော့ပါပဲ။လူရန်ခုံကလွယ်လို့အခြားလူတွေကသူမနဲ့စကားပြောဖို့တော့မထိုက်တတ်ပါဘူး။ဆရာကတော့ဒီလူကိုအစင်ကားနေမြဲနံပါတ်၁ကျင့်ကြံသူအဖြစ်ချီးကျူးခဲ့တာအံ့ဩစရာတော့မရှိတော့ဘူးပဲ။နဖျားခိုင်းရတော့သူ့ကိုဒိဋ္ဌာနေတယ်။သူကတကယ်ကိုမှရှားပါထူကြတဲ့လူတစ်ယောက်ပဲ။ သူ့ရဲ့အသက်အရွယ်မှာတာဝူကိုဒီလောက်ထိနည်း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 နားလည်နေရတဲ့သူကအယံကိုရှားတယ်။ကျမရဲ့ကြင်ကြံမှုအစင်အားသူ့ထက်ပိုပြီးတော့မြင့်ပေမဲ့ဒီကိစ္စမှာတော့သူ့ထက်နှိပ်တာပဲ။ကံမကောင်းစွာနဲ့ဒီလိုလူမျိုးကတော့ဒုရီယာမိခိုးမှာရက်တန့်သွားရတယ်။ဒီချမ်းမေရရှင်ထဲမှာတပင်းဝင်ချလိုက်ပါတယ်။ချမ်းမေရကြောက်စိမ့်ပိုက်ဆိုင်လာတဲ့လှုပ်ဝက်ဆန်းကျတဲ့ကြင်ကြံသူကိုရှာချင်တော့ခက်ခဲတဲ့ကိစ္စဖြစ်နေမယ်။ နှစ်ယောက်ကစကားပြောရင်အချင်းကုံလုံသွားပြီးကြောက်စိမ့်နဲ့လှုပ်ဝက်စိမ့်ဤအကြောင်းကိုဖြည်းဖြည်းနဲ့ဆွေးနွေးလာကြပါတယ်။လူရန်ခုံကသူ့ရဲ့အထွေးတွေကိုမဖုံးကွက်ခဲ့ပါဘူး။ဖုံးကွက်ဖို့လည်းမလိုအပ်တဲ့အတွက်သူ့ရဲ့ယူဆချက်ကိုပြပြလိုက်ပါတယ်။ဒီလှုပ်ဝက်စမ်းကြဲတဲ့ကြီးညက်သူမှာဒီလိုကောင်းမွန်တဲ့အစီအစဉ်တွေဟာရှိရင်တော့သူ့ကိုရှာဖို့ကတကယ်ကိုမခက်ခဲပါဘူး။လီချမ်းမေကလူရန်ခုံရဲ့ယူဆချက်ကိုကြားပြီးရင်တော့ထိုလိုဘဆန်းကျစ်တဲ့ကြီးညံ့သူအပေါ်စိတ်ဝင်စားမှုတစုံတစားရှိလာပါတယ်ပြပြတတလှုပ်ဆောင်တယ်နဆိုးလို့စိတ်နေစိတ်ထားရှိတယ်တက်ဖဲရာမှာရက်စတဲ့ ကျမဘွားမှာလူတွေအများကြီးကိုမချီးကျူးပေမဲ့ဒီလူဝက်စမ်းကြတဲ့ကျဉ်ညံသူကိုတော့ချီးကျူးထိုက်တဲ့လူတစ်ယောက်လို့သတ်မှတ်နိုင်တယ်။လူရန်ခုံကလည်းချီးကျူးရင်သူ့ရဲ့မျိုးလုံးထဲမှာစိတ်မကောင်းဖြစ်မှုကပုံများလာပါလေ။ဒီချမ်းမေးကညှိတာဆောင်နဲ့ပြောလိုက်ပါလေ။ဒါရီကအကိုလူရဲ့ယူဆချက်ပါ။ဒီလိုမဟုတ်ချင်ရင်လည်းမဟုတ်နိုင်ဘူးလေ။ကျွန်တော်ရဲ့ယူဆချက်ကတော့မှန်ကန်ပြီးသူနဲ့တွေ့ဆုံခွင့်ရခဲ့ရင်တကယ်ကိုကောင်းပါပဲ။အဲ့ဒါဆိုရင်ဘွားကြီးကစိတ်လို့ရှားစရာတွေဖြစ်လာလိမ့်မယ်။ လူရန်ခုံကတပင်းဝင်ထားလိုက်ပါတယ်သူရဲ့မျက်လုံးလေးမှာမျောလင်းချက်တွေရရှိနေပါတယ်လူတိုင်းကရှစ်ဆက်သွားလိုက်ရင်မိုးလောတိုက်ကြီးနဲ့ပို့ပြီးတော့နီးကပ်လာပါတယ်ထိုအချိန်မှာမိုးလောတိုက်ကြီးရဲ့အရေးကိုမှုံဝါစွာနဲ့မြင်နိုင်ပါတယ်ကြားကြီးရဖြည်းဖြည်းချင်းရက်တန့်ပြီးလေဟာနေထဲမှာပြန်ဝင်နေပါတယ်ရှေးကိုအစ်ဆက်စွာနဲ့စိုက်ကြည့်နေပါတယ်လူရန်ခုံကသူ့ဘေးကအကြီးကဲကိုကြည့်ပြီးတင်းငင်စွာနဲ့ပြောလိုက်ပါတယ်ခင်ရောက်တောက်ခိုင်းတဲ့မူလခိုင်ကအဓိကခိုင်ကျုပ်တွေတူညီကြပါတယ်ရှုပ်ထွေးမှုတွေများစွာဖြစ်စေဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်တယောက်သေးသွားလိုက်မယ် ခမားတို့အားလုံးကဒီမှာပဲစောင့်နေကြပါအဖိုးကြီးကခေါင်းညှိလိုက်ပါတယ်ချမ်းမေကျွန်တော်တို့ကတူတူသွားအောင်လူရန်ခုံကပြုံးလိုက်ပြီးလီချမ်းမေကိုကြီးလိုက်ပါတယ်လီချမ်းမေကလည်းခေါင်းညှိပြီးနှစ်ယောက်သားမိုးလုံးတိုက်ကြီးစီကိုပြင်သန်းသွားပါတယ်အဖိုးကြီးကသူတို့နှစ်ယောက်ပြောက်ွက်သွားတာကိုကြည့်ပြီးတူတူလေးပြောလိုက်ပါတယ်ဂိုင်းကျုံနဲ့သူမတကယ်ကိုတောက်လက်တွဲပေါ်ဖြစ်လာနိုင်တယ် မိုးလို့တိုက်ကြီးဝင်လင်းကတိမ်ပင်လေရဲ့စေလုံးကြီးရဲ့စွမ်းအုပ်ကိုတွေ့ကြုံခဲ့ရပါပြီစေလုံးဆန်တက်မှုအတွင်းထဲကတိုင်ဝဉ္ညင်နေရာနဲ့တစင်နားလေသဘောပေါက်ပြီးဝင်လင်းကထိုစေလုံးရဲ့အနှစ်သာရကိုအသိမြင်ခဲ့ပါတယ်တိုင်ဝဉ္ညင်ကိုအသုံးပြုပြီးကောင်းကင်ကိုနားလေသဘောပေါက်ပြီးတဲ့နောက်ကိုယ့်ရဲ့နေပင်နဲ့ပေါင်းဆက်လိုက်ပါတယ်ဝင်လင်းကခြံဝန်းထဲမှာထိုင်နေပြီးလူရန်ဖေနဲ့အဖွဲရဲ့အလေပတ်ကိုညှဉ်းဆုပ်ခဲ့ပါတယ်သူ့ရဲ့လက်ထဲမှာအစစ်ရှစ်စေလုံးကိုကင်နာပြီးစဉ်းစားနေပါတယ်တိမ်ပင်လေရဲ့စေလုံးနဲ့မှာအပြည့်နာစားရှိပါတယ်တိုင်ဝဉ္ညင်နေရာနဲ့စုဆောင်းရတဲ့သဘောပေါက်မှုကအလုံးဝမရှုပ်သေးပြီး နားလည်ဖို့အတွက်ခက်ခဲပါလေလိုချင်တဲ့သဘောပေါက်မှုကိုထုတ်ယူခြင်းအောင်မြင်ဖို့အတွက်စေလုံးတွေကိုဆက်လက်သုံးဖို့အတွက်လိုအပ်ပါလေခဏတာစဉ်းစားပြီးရင်တော့ဝလင်းကသူ့ရဲ့လက်ထေကျစေလုံးကိုကြည့်နေတော့ရုတ်တရက်တစ်ခုခုကိုသတိထားမိလိုက်ပါလေသူကအဝေးကောင်းကင်ကိုမော့ကြည့်လိုက်ပါလေသူတို့ကရောက်လာပြီပဲသူ့ရဲ့မျက်နှာအမူအရာပြောင်းလဲခြင်းမရှိပဲပုံမှန်တိုင်းပါပဲအကြည့်ကိုပြန်ဝင်သိမ်းပြီးဘယ်ဘက်လက်ထေကစေလုံးကိုဆက်ကြည့်နေပါလေမကြခင်မှာခြံဝန်းတကားကိုတရားဥပဒေဖွင့်လိုက်ပြီးအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ကဝင်လာပါလေ ထိုမျိုးသားတော့တလက်ပိုင်အွယ်လူဖြစ်ပြီးခံရောက်ဝင်းကိုဝစ်စင်လာပါလေဒေါသမထွက်ပဲခံညာထဲ့ဝါတဲ့အသွင်ပြင်ကိုပေးဆွမ်းနေပြီးသူ့ရဲ့မျက်လုံးတွေကကျေလိုပါပဲအဆုံးမရှိတဲ့ဉာဏ်ပညာတွေကပေါဝင်နေပါလေသူဘေးကမျိုးသမီးကတော့အလိုမလှပပြီးအသားအိတ်ကကြောက်စင်းလို့ချုံးမွေပြီးနှင်းလို့ပဲဖြူဖွေးနေပါလေသူမရဲ့လက်ထဲမှာကြောက်စင်းပလေတစ်ခုကိုခြင်နာပြီးကြော်ရှင်တဲ့အသွင်ပြင်ကိုပေးဆွမ်းနေပါလေ ထိုနှစ်ယောက်ရဲ့ရောက်ရှိလာမှုကမူလခံရဲ့ကြီးညံ့သူတွေရဲ့အာယုံကိုမဆွဆောင်ခဲ့ပါဘူး။သူတို့ကဘယားနေဘလို့ရုတ်တရက် ပေါ်လာသလိုပါပဲ။သူတို့ကဝင်လာတဲ့အချိန်မှာတက်လက်ပိုင်းအရွယ်မျိုးသားရဲ့မျက်လုံးနေရာဝင်လင်းစီကိုကြောက်ထွားပြီးသူ့ရဲ့မျက်လုံးနေရာကျင်းသွားပါတယ်။ပြီးတော့ဖြည်းဖြည်းချင်းရှောက်လန်းလာပါတယ်။သူ့ရဲ့အမျက်နှုံးကမျက်စနာမုပ်ပင်မဲ့သူကလန်တိုင်းဝင်လင်းရဲ့နှလုံးခုန်တန်နဲ့တပိန်နဲ့ထဲကြောက်နေပါတယ်။သူရထူးဆန်းတဲ့နေရာမှာတစ်ခုပါဝင်ပြီးဖော်ပြလို့မရနိုင်တဲ့အချိန်ဝါတစ်ခုကသဘောအတိုင်းထွက်ပေါက်နေပါလေပိုပြီးတော့ထူးဆန်းတာထိုလူကချင်းကလာနဲ့အမျှ ခြေလန်းဆယ်လန်းလောက်အကြာမှာကောင်းကင်ကမှောင်မိုက်သွားပါတယ်။မှောင်မိုက်တဲ့တိမ်တွေကသူကရှေ့ဆက်လာတဲ့အမျှကဘာတဝက်လောက်ဖုံးလန်းပြီးကောင်းကင်ကိုမြှားလိုက်တယ်လို့ပါပဲ။ထိုင်ဝယ်လင်းကခေါင်းမမော့သေးပါဘူး။မူလခိုင်ထဲမှာဘယ်သူမှမသိလိုက်ပဲထိုနှစ်ယောက်ကသူ့ကိုဒီမှာဘလူးရှာတွေ့သွားလဲဆိုတော့ဝယ်လင်းကတော့အံဝင်နေပါလိမ့်။ သူကစကားတစ်လုံးပဲပြောလိုက်ပေမဲ့ထိုးချိန်မှာတလက်ပိုင်အရွယ်လူရဲ့ခြေလန်းနေရာရပ်တန့်သွားပါတယ်။သူကခြေဆယ်ခန်းလောက်နဲ့တိဆောက်ထားတဲ့စီချက်ကပြတ်သွားသလိုပါပဲ။အမှန်နဲ့အမောင်းကိုမခွဲခြားနိုင်တော့ပါဘူး။အရင်ရဖြစ်ပျက်ခဲ့တဲ့အရာလုံးကောင်ဝင်လင်းရဲ့အထွေတစ်ခုနဲ့ပြုတ်ကွဲသွားသလိုပါပဲ။လူဝန်ခုံရဲ့မျက်နှာချက်ချင်းပဲတည်ကြည်သွားပါတယ်။သူ့ရဲ့ခံစားချက်ကအရင်အောင်မှရှင်းလင်းပါတယ်။သူ့ရဲ့ကျင့်ကြံမှုနဲ့နေပယ်ကိုဖျန့်ချက်ပြီးအဖျော်ဝင်းဝင်ထားတဲ့ထိုးလူကိုဝိုင်းလာတာသိကြပါတယ်။ သူကလှမ်းနေတဲ့ခြေလန်းတိုင်းကသူ့ရဲ့နယ်ပယ်ဖြစ်ပြီးတင်းကျပ်မှုခြေလန်းတိုင်းကလည်းနယ်ပယ်တိုက်ခိုက်မှုဖြစ်တင်ပါတယ်သူကရှစ်ဆက်လာတဲ့အမျှသူ့ရဲ့နယ်ပယ်ကကဘာနဲ့ပေါက်ဆက်သွားပြီးသူ့ရဲ့တာအိုကမှောက်မိုက်တဲ့တိမ်တွေအဖြစ်ပြောင်းလဲသွားပါတယ်သူ့ကိုပို့ပြီးတော့အချိန်ဝါရှိစေပါတယ်ထိုရိုးရှင်းတဲ့ခြေလန်းစေကနာကကောင်းကင်ရဲ့တကူကိုငှားရမ်းပြီးထိုတမန်ပုံစံအဖြစ်အဝတ်ထားတဲ့လူစီကိုဆင်းသက်လာတာပါ အခြားလူတယောက်ဆိုရင်တော့ထူချင်းလန်းစိတ်ကနန်းနဲ့တင်သူတို့ရဲ့နေပယ်ရပြုတ်ခွဲပြီးမူလာဝိညာဉ်အားပြင်းထန်စွာနဲ့ဒဏ်ရာသွားမှာပါ။ဒဏ်ရာပူဆွေးရင်သူတို့ရဲ့တောင်နှလုံးသားမှာအမာယူကြံခဲ့ပြီးတောင်အုံမိကနောင်ပြုတ်ခွဲသွားနိုင်ပါလိမ့်။တယောက်ကခုခန့်ရင်တော့ခုခန့်တဲ့လက္ခဏာကိုပြသင့်ပါလိမ့်။လူရန်ခုံကသူ့ရဲ့နေပယ်နဲ့တောင်ကိုရန်အုံမှယုံကြည်ပေမဲ့အခုချိန်မှာတော့ထိုတမန်ပုံစံအဖြစ်ဝေထားတဲ့လူရဲ့စကားတလုံးကြောင့်သူကစိတ်လှုပ်ရှားသွားပါလိမ့်။သူစကားတလုံးကသူတိဆောက်ထားတဲ့အရာအလုံးကိုပြပြစီပါလိမ့်။သူလောက်ခဲ့သမျှအရာအလုံးကအစင်းအမှန်မဟုတ်သလိုပါပဲ။ဘာလို့မထိုင်တာလဲ။ ဝလင်းကခေါင်းပေါ်ကြည့်လိုက်ပါတယ်သူရဲ့အကြီးကဆေးလုံးကနေရွှေ့သွားပြီးခင်ရဲ့ဝေးဝင်ထားတဲ့လူကိုကြည့်လိုက်ပါတယ်သူတို့ကအကြီးချင်းစုံသွားပါတယ် မမြင်ရတဲ့မိုးကြိုးတစ်ချက်ကထိုးချံဝင်းထဲမှာပုတ်ဖွာလာသလိုပဲခင်ရောင်ဝင်းဝထားတဲ့တလက်ပိုင်အရွယ်လူကရံအုံးမှထိတ်လန့်သွားပါလေ။သူကမတိစိတ်နဲ့ချင်းနလန်းနောက်ဆုတ်သွားပြီးမျက်နှာရောင်ကအကြီးအကျယ်ပြောင်းလဲသွားပါလေ။သူကနောက်ဆုတ်သွားတဲ့အမြကောင်းကင်ကမှောင်မိုက်တဲ့တိမ်အလုံးကလည်းဆုပ်ပြဲသွားပြီးချက်ချင်းပဲအလုံးကပြက်ကွက်သွားပါလေ။ကောင်းကင်ကပြန်လဲပြီးတော့ကြီးလင်သွားပါလေ။လူပြန်ခုံရဲ့တောင်နားလေမူကဘလောက်ပဲနနေပြီးတော့ခြေပြန်းနေပါစေ။ဝယ်လီနဲ့ဘလူလုတ်ပြီးတော့ရှင်းနိုင်ပါလေ။ဝယ်လင်းကနှစ်900ကျင်းကျင်းပြီးရင်တော့တေချင်းရှင်ချင်းတန်တရားကိုနားလဲခဲ့ပြီး နှစ်900ကျော်အကြာမှာသူ့ရဲ့ရှင်သန်ခြင်းနဲ့တည်ဆုံးခြင်းတန်တရားကိုပြီးမြောက်စေခဲ့ပါတယ်။ထိုရာကံအဖြစ်ပြောင်းလဲသွားပါတယ်။နောက်ထပ်နှစ်1000ကျော်အကြာမှာသူ့ရဲ့ကံပြီးပြည့်စုံပြီးအမှားနဲ့အမှန်နဲ့ပဲအဖြစ်ပြန်လဲပြောင်းလဲသွားပါတယ်။လူရန်ခုံကဘာနဲ့ရှင်ပါလဲ။ရှင်ဘိုးတော့ဘာရည်ချင်းရှိလို့လဲ။သူကမရှင်နိုင်ပါဘူး။လီချမ်းမရအစထရာထိုရာတွေကိုကြည့်နေပါတယ်။သူမကလူရန်ခုံရဲ့တောင်းနားလဲမှုကိုလေးစားတဲ့အတွက်သူ့အပေါ်ကောင်းတဲ့စိတ်ဆန္ဒရှိတဲ့အတွက်လူရန်ခုံနဲ့တူဒီနေရာကိုလာခဲ့တာပါ။လူငယ်မျိုးဆက်တွေမှာလူရန်ခုံထက်တောင်းကိုပို့ပြီးတော့နားလဲတဲ့သူကမရှိဘူး။ လို့သူမခံစားရပါတယ်ထိုရာအစင်းမြင့်ခိုင်းနေရလူရန်ခွန်စောက်ကြည့်နေရတဲ့အကြောင်းရင်းမှာဒေါ်ဝရင်ဝင်လင်းကိုကြည့်လိုက်တော့သူမရဲ့စိတ်ကပြောင်းသွားပြီးမျက်လုံးနေရအရင်အထက်ပို့ပြီးတော့လင်းလက်လာပါလေအကိုကြီးကျမမမေးခြင်းနဲ့မေးခွန်းသုံးခုဟာရှိတယ်ဖြေပေးနိုင်မလားတောက်ပိုင်းကွင်းမြင့်မှာဘာတွေဖျက်ခဲ့လဲဆိုတာမူလခိုင်ကကြီးညံ့သူတယောက်ကမှမသိလိုက်ကြပါဘူး ောင်ပိုင်းကွင်းမြေဟာတာမင်းနယ်မြေဖြစ်လို့တပည့်တယောက်ကမှလည်းဝင်ရဲကြတာမဟုတ်ပါဘူးလူရန်ဖေတို့အဖွဲ့နောက်မှာခေါမသာလာကြပြီးအထဲကိုကျူးကျော့ဝင်ရဲကြတာမဟုတ်ပါဘူးအစင်းရှိတားရဲတစ်ခေါင်ကိုချက်ချင်းပဲတက်ပစ်ပြီးအစင်းချောက်ခိုင်းရာကျဉ်းကျန်းသူတွေကိုထွက်သွားဖို့ပြောလိုက်တဲ့နောက်ဝင်လင်းကမူလာခိုင်းရဲ့တပည့်တွေအတွက်ဘိုးဘေးတယောက်လိုဖြစ်လာခဲ့ပါတယ်သူ့အပေါ်ရိုသေလေးစားမှုနဲ့ကြောင်းမှုတွေဟာပြင်းထန်နေကြပါတယ်လူရန်ခုံရဲ့မျက်နှာကအလွန်အမဆိုးဝါးနေပြီးဝင်လင်းကိုစိုက်ကြည့်နေပါတယ်သူကအခက်တွေ့နေပါတယ်အဖျော်ဝင်းဝင်ထားတဲ့ထိုးလူရှိမှရှေတိုးလို့လည်းမရသလိုနောက်ဆုတ်လို့လည်းမရဖြစ်နေပါတယ်ရှေတိုးရင်ကဘာပြတ် ွားမောကိုစိုးရိမ်နေသလိုနောက်ဆုံးရင်လည်းသူ့ရဲ့တာအိုကပျက်စီးသွားမောကိုစိုးရိမ်နေရပါတယ်။သူ့ရဲ့တာအိုကအဖြစ်အဝေးဝင်ဝင်ထားတဲ့ထလူရှိမှခလီကစားစရာလိုဖြစ်နေပါတယ်။သူ့ရဲ့နဖူးကနေချွေးစည်းတွေရထွက်လာပါတယ်။လူပြန်ခုံကဒီလိုတာအိုမျိုးရှိရဲ့လူကိုတခါမှမမြင်ဘူးပါဘူး။အရာအလုံးကပုံရင်းရောက်တစ်ခုလိုထင်ရပေမဲ့တဖက်လူကသာစာနာရှိရင်အရာအလုံးကအစစ်မှန်ဖြစ်လာနိုင်ပါတယ်။ထလူရဲ့စာနာနဲ့တူကဘာကြီးရပါပြောင်းလဲသွားမယ်လို့တော့ထင်ရပါတယ်။သူကထိုင်နေရင်တော့တာအိုပဲ။ လူရန်ခုံရဲ့စိတ်ထဲမှာထူးဆန်းတဲ့အတွေ့အကြုံကပေါ်လာပါတယ်ထိုအချိန်မှာလီချမ်းမီးရဲ့စကားတန်အလဲထွက်လာပါတယ်သူမရဲ့အတန်ချုံမြင်ပြီးတော့လှပပါတယ်လူတွေစီကိုငြိမ်သက်စေတဲ့တိမ်မွေးတဲ့ခံစားချက်ရအောင်ပေါဝင်ပါတယ်ဝန်လင်းရဲ့အကြီးအလူရန်ခုံကနေလီချမ်းမီးစီကိုယူလျားသွားတဲ့အခါလူရန်ခုံကစိတ်အတရသွားပါတယ်သူကခြေလန်းနေငယ်နှုတ်ဆုပ်ပြီးမျက်နှာအမှိုက်ညှို့သွားပါတယ်ဝန်လင်းကလီချမ်းမီးကိုစိုက်ကြည့်နေပါတယ်သူမျိုးသမီးရဲ့ကျင့်ကြံမှုအစဉ်အားခမန်းခတ်ပါလေ။သူမရဲ့ကျင့်ကြံမှုအစဉ်ကိုဖုံးကွက်ထားပေမဲ့ဝလင်းကသူမကနိဗ္ဗာန်ဖြစ်စီသူအစဉ်မှာရှိနေရဆိုတာကိုမြင်နိုင်ပါလေ။ ဒီရတညံသူမိတ်ဆွေအားဘသူပါလဲဝလင်းရဲ့မျက်လုံးတွေကတင်ငိမ်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့စဉ်းစားနေပါတယ်လေပီလင်းချင်းတစ်ချက်ကတိုက်ခတ်သွားတဲ့အခါလီချမ်းမီရဲ့သဘင်အချိုးကလွတ်မြောက်သွားပါတယ်သူမကထိုးသဘင်တွေကိုနေရဲနောက်ကိုတက်တင်လိုက်ပြီးဝလင်းကိုကြည့်ကညှင်းသာဆောင်နဲ့ပြောလိုက်ပါတယ်ကောင်းကင်ဖုတ်ထွက်ရေးခံရလီချမ်းမီပါဝလင်းရဲ့စိတ်ကယူလျားသွားပေမဲ့မျက်နှာအမူအရာကတော့မပြောင်းလဲပဲဖြင်းချင်းဆောင်နဲ့ပြောလိုက်ပါတယ်တင်ငံ့သူမိတ်ဆွေလီယာဒီကိုဘာလို့လာလဲလီချမ်းမီကမျက်တောင်ခတ်ပြီးပြုံးကရင်မောလိုက်ပါတယ် ခြံမီးရဲ့တန်တရားတွေကိုဖြစ်ရှင်းပေးဖို့အတွက်အကိုကြီးကိုမေကွန်းတုံးခုမေးဖို့အတွက်လာတာပါ။ဘာလို့ငါမင်းရဲ့တန်တရားကိုဖြစ်ရှင်းပေးရမှာလဲ။ဝလင်းရဲ့စကားကတင်ငင်နေပါလေ။လီချမ်းမီးရဲ့မျက်နှာကလည်းတင်ငင်နေသေးပါခဏတစဉ်းစားပြီးရင်တော့သူမကပြောလိုက်ပါလေ။ချမ်းမီးကပလေတီးခတ်ပြီးတခြင်းတစ်ဖို့ကိုတီးခတ်ပေးနိုင်ပါလေ။ဝလင်းကမျက်မှောက်ချုပ်ပြီးတင်ငင်ဆောင်နဲ့ပြောလိုက်ပါလေ။မလို့လီချမ်းမီးကလည်းပြုံးပြီးတော့ညှင်သာဆောင်နဲ့ပြောလိုက်ပါလေ။ချမ်းမီးကခင်ရောက်တာဝန်ခိုင်းတဲ့အကူရဲ့ပြဿနာကိုဖြစ်ရှင်းပေးနိုင်ပါလေ။မလို့ လီချမ်းမေယဝလင်းဝင်ကြည့်ပြီးစိတ်မကောင်းဖြစ်ကနှင်သာစွာနဲ့ပြောလိုက်ပါတယ်အကိုကထင်အောင်ထင်မှဖြစ်နေတယ်ပုံရပါတယ်ချမ်းမေယအကိုလူနဲ့အခုမှတွေ့တာပါဒါကြောင့်လည်းအတူတူလာဖြစ်သွားတာအကိုနဲ့ခင်ရောက်တော်ကိုခိုင်းရကြားကိစ္စမှာချမ်းမေယဝင်ပါမှာမဟုတ်ဘူးချမ်းမေယအမြဲတမ်းစဉ်းစားမိနေတယ်မေကွန်တုံးကူကိုမေ့ကျင့်အောင်ပါပဲအခြားရွယ်ချက်မရှိပါဘူးလီချမ်းမေယကိစ္စတွေကိုအသေးစိတ်ရှင်းပြတာရှားပါတယ်ဝင်လင်းကသူမလူရန်ခုံနဲ့တူလာတယ်လို့ထင်နေတာကိုသူမသိလို့အရာအလုံးကိုရှင်းပြလိုက်တာပါ လီချမ်မီကိုခဏတကြည့်ပြီးရတော့ဝင်လင်းကမျက်မှောက်ကျုပ်ကမိလိုက်ပါတယ်ဘလို့တန်တေးရမျိုးလဲတောင်ုံနဲ့ပတ်သက်တာပါလီချမ်မီကပြုံးလိုက်ပါတယ်ဝင်လင်းကဖင်းင်းစွာနဲ့ပြောလိုက်ပါတယ်တန်တေးရတစ်ခုအတွက်ရတနာပစီတစ်ခုကိုပေးရမယ်လူရန်ခုံကထိုးရအောင်ကြားတော့ခါတိတဲ့အပြုံးကိုပြုံးလိုက်ပါတယ် သူကရတနာပစီကိုတောင်းဖို့အတွက်စင်းတော့မစင်းစားခဲ့ပါဘူး။သူမရဲ့တေကိသားကိုပျော်ပျော်ရွှင်နားထောင်ပြီးသူမနဲ့ဆက်ဆံရေးကောင်းအောင်လုပ်ဖို့တရွေခဲတာပါ။လီချမ်းမေးရလည်းအန်အင့်သွားပါလေ။သူကရင်မောလိုက်ပြီးခေါင်းညှိလိုက်ပါလေ။အကူကချမ်းမေးရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ရပါလေ။ဝလင်းကသူ့ရဲ့လက်ထဲကအဆင့်ရှိစေလုံးကိုငုတ်ကြည့်ပြီးတင်ငိန်စွာနဲ့ပြောလိုက်ပါလေ။မေးကြည့်အကူတောက်ချမ်းမေးရဲ့ပထမဆုံးမိကုံကတော့ကောင်းကင်ဆိုတာကပါလေ။ လီချမ်းမေးရဲ့မျက်လုံးတွေကတော့ပါလာပါတယ်။သူမကြာဘူးသမျှထဲမှာအကျဉ်နဲ့ဆုံးအဖေကလူရန်ခုံကကောင်းဝင်ဆိုတာလောင်ဝင်တစ်ခုလို့ပြောခဲ့တာပါ။ အခုချိန်မှာတော့အဖေအဝေးဝန်ထားတဲ့ပုံမှန်လူကဘလို့ဖြစ်မလဲဆိုတာသိကျင့်နေမိပါတယ်။သူမတယောက်ထရေသာမျှော်လင့်နေတာမဟုတ်ပဲလူရန်ခုံကားပါသိကျင့်နေပါတယ်။သူကဒီလောက်ထိအစွမ်းထက်တဲ့တာဝန်တွေပဲရှိတဲ့သူတယောက်ကထိုမေးခွန်းကိုဘလို့ဖြစ်မလဲဆိုတာသိကျင့်နေပါတယ်။လူရန်ခုံကသူ့အဖေကပြေဆုံးနေလို့အမြဲထင်နေပါတယ်။မဟုတ်ရင်လီချမ်းမေရဒုတိယမေခွန်းကိုမေးခိုင်းတဲ့ပထမဆုံးလူမဖြစ်လာပါဘူး။လီချမ်းမေရဲ့မေခွန်းကိုကြားပြီးရင်တော့ဝန်လင်းကပြောင်းလိုက်ပါတယ်။သူကလီချမ်းမေကိုကြည့်ပင်မဲ့ဘာမှပြောပါဘူး။ ဝန်လင်းရဲ့အပြောအမြင်တော့လီချမ်းမေးရအံ့ဩသွားပေမဲ့သူမကလည်းအလင်းစလိုမလုပ်ပဲဝန်လင်းကဖြေဖို့စောင့်နေပါတယ်လူရန်ခုံကလည်းမျက်မှောက်ကျုပ်လိုက်ပါတယ်ထိုမီကွန်းကိုကြားပြီးရတော့အဖျော်ဝေးဝေးထားတဲ့ထိုလူကဘာလို့ပြောင်းလိုက်လဲဆိုတာသူကငားမလဲပါဘူးလူရန်ခုံကမြင်တဲ့အခါထိုပြုံးကလှောင်ပြောင်မှုနဲ့ပြည့်ရဲ့ပြူးမှုတွေနဲ့ပြင်းထန်နေပါတယ်ဝန်လင်းကခေါင်းခံရပြီးတင်ငိမ်ဆောင်နဲ့ပြောလိုက်ပါတယ်ဒုတိယမေကွန်းကိုမေးကြည့်လူရန်ခုံကဝန်လင်းကိုကြည့်ပြီးပြောလိုက်ပါတယ်ကောင်းကင်ကဘာလဲဆိုတာမပြောရသေးဘူးလေဝန်လင်းကလူရန်ခုံကိုကြည့်ပြီးပေါ်တန်နဲ့ပြောလိုက်ပါတယ်အော် အဲ့ဒါဆိုရင်မင်းထင်ကောင်းကင်ဟာပါလေကောင်းကင်ဟာလောင်ရင်တခုရေတွင်ပေါ့ဝကောင်းကင်ရေမင်းနဲ့ပင်ဟာကောင်းကင်လူရန်ခုံရဲ့စကားတွေဟာတည်ငြိမ်ပေမဲ့ယုံကြည်မှုအပြည့်နဲ့ပြောတာပါဒီချမ်းမရဘေးမှမျက်မှောက်ချုပ်ပြီးတော့စဉ်းစားနေသေးပါ तू မဝင်လင်းကိုကောင်းကောင်းမမြင်ရပါဘူးလူရန်ခုံရဲ့စကားကိုကြားတော့ तू မနှင်သာဆောင်နဲ့ပြောလိုက်ပါလေချမ်းမရဒီမေးခွန်းကိုကြီးကြီးသူတွေအများကြီးကိုမေးခဲ့ပူပါလေအကိုလူရဲ့အဖေဟာအယုံကြည်ရဆုံးပဲတောက်ဟုတ်ကူကဘာလို့ရေခဲ့တာလဲချမ်းမရဲ့မေးခွန်းမှာတခုခုကမှားနေလို့လား ဝလင်းကလီချမ်းမီးကိုကြည့်ပြီးအတော်အကြာမှာတင်းငိန်စွာနဲ့ပြောလိုက်ပါတယ်။ကောင်းကင်ဟာရှိလို့လား။သူကပြောပြီးရနောက်လီချမ်းမီးကအာန်းတင်သွားပါတယ်။သူမကလူအများကြီးကိုမေးခဲ့ဘူးပြင်မဲ့ဘသူကမှဒီလိုမဖြေခဲ့ပါဘူး။လူရန်ခုံရဲ့မျက်လုံးလေးကတော့ကျင်းသွားပြီးမတိစိတ်ကကောင်းကင်ကိုမွတ်ကြည့်လိုက်ပြီးပါတယ်။လူရန်ခုံကအစ်ဆက်ဆောင်နဲ့နှခေါင်းရှုပ်လိုက်ပါတယ်။အထိပယ်မရှိတဲ့ဇာတ်လေး။ကောင်းကင်ဟာငါတို့ရဲ့ပုံဝင်ကြည့်မှာရှိနေရပဲ။ကောင်းငင်ဟာရှိလာလို့မေးတာဘလို့အထိပ္ပယ်မရှိတဲ့စကားလေကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်